ောက်တိုဘာ15ရက်ဘုဒ္ဓဘူးနေ့အာယုံစုတောင်းကြီးအစီအစပြုဖို့ပဏာမကျမ်းစာတစ်ပုဒ်ကိုဖတ်ပေးပါမယ်။ဖြတိကျမ်းအခန်းကြီး9အငယ်73ကနေ16အထိဖြစ်ပါတယ်။ဖြတိကျမ်းအခန်းကြီး9အငယ်73ကနေ16ဖြစ်ပါတယ်။စတ္တမကောင်းငင်တမန်ဒီလေတဘိုးမှုတော်အခါဖျားခင်ရှိလို့လည်းရှိတော့ ရွှေရစ်ပလင်ဤဂျူလီကြောင့်တဲ့ကထွက်တော်အတန်ကဥဖရာမြစ်ကြီးနားမှာခြင်အောင်လဲရှိသောကောင်းကင်တမလေးပါးတို့ကိုလှွတ်လောဟုတပူရှိသောသတ္တဝါကောင်းကင်တမအားသုတိကိုငါတို့ကြားရ၏ထုခလူသုံးသူတစုအတေတချင်းကတဏှာယတရက်တလတနှစ်အဖို့ပြင်းစင်သောကောင်းကင်တမလေးပါးတို့ကိုလှလိုက်၏ မြင်းစီသူရဲ့တို့အရေကနှစ်တင်ကြီးဖြစ်ဤသူရဲ့တို့ကိုနာကြဤစိတ်တော်ကြပါစို့ကောင်းကင်ဘုရားရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်ကိုရှင်ဘုရားသခင်ရဲ့ဂတိတော်သည်ဒီလက်ရှိပါတယ်သူဂတိတော်ကိုယုံလက်နှုတ်ကပတော်အတိုင်းချုပ်ဒီအသက်ရှင်လက်အသက်ရှင်လို့ဆောင်းနေဘူးရာ ပန်ရှင်သောဝိညာဉ်တော်သည်ကျွန်တော်တို့အားလမ်းပြတွင်တင်ကောင်းကြီးပေးပါမည်အကြောင်းမနေ့ယနေ့နောင်ကာလမပြောင်းမလဲအသက်ရှင်နေမှု၍ကျွန်တော်တို့ဆုတောင်းတာကိုနားထောင်ပြီးတော့အပြည့်ပေးလက်ရှိသောကျွန်တော်တို့ရဲ့ကယ်တင်ရှင်တခင်ခရစ်တရဲ့မြတ်သောနာမ၌ဤနေ့နာနေ့အစီအစဉ်ကိုကျွန်တော်အလုံးသဘောချင်းတူလက်အရှင်ဘုရားလက်တော်ထင်းသို့အတူတကွာဆက်ကအနံ့ကြပါနဲ့ဖခင်အာမင် ဓမ္မတချက်မှ288ဂတိတော်၌တည်နေခြင်းဘုရားခင်ရဲ့ဂတိတော်ကတည်နေပါတယ်အနန္တကာလပတ်လုံးချီးမွမ်းနေရမယ်ဟောရှာနာဖြစ်စီလို့ကြွေးကြော်ပြီးတော့ဂတိတော်မှာတည်တဲ့ဘုရားခင်ရဲ့ဂတိတော်ကိုကျွန်တော်တို့ယုံကြည်တဲ့အနေနဲ့အတူတူချီးမွမ်းပြီးဆိုကြပါစို့ 楼。 நினைவாதே holding out. Know ာတိကြာနဲ့ပတ်သက်ပြီးဒီတစိခုနှစ်ချက်တို့တဘူခုနှလုံးလို့ဖလားခုနှလုံးလို့ကျွန်တော်တွေ့ရပါတယ်ဘေးရညကာလမှာပညာရှင်တချို့ကပထမနှစ်မှာဆိုရင်ပထမတဘူပထမတစိပထမဟိုအလုံးဒါရီယာပြည့်စုံမယ်စတမတဘူအကြောင်းကိုကျွန်တော်နည်းနည်းစိတ်ဝင်စားစရာဖြစ်တယ် ဒါလေးကိုခုနကျွန်တော်ဖတ်သွားတဲ့အချိန်မှာအဲ့ဒါလေးကိုစဉ်းစားရအောင်ပထမဆုံးစတ္တမတို့ကဗိဒညိကာလကိုခုနှစ်နှစ်ဖြစ်မယ်လို့သူတို့ကြည်တွေ့တဲ့အခါမှာတကာလနှစ်ကာလသုံးကာလတဝက်စသဖြင့်သုံးနှစ်ခွဲမှညင်ချိုင်းကျန်တဲ့ဖြစ်မယ်ဒါလည်းပညာရှင်တွေကြည်ပြတ်တော့ဗောလေဒီပုံမှာကျွန်တော်အငင်းပွားစရာမလိုဘဲနဲ့အဲ့ဒါလေးကိုအချင်းကုန်ခမဲ့အစားကောင်းပြီအဲ့ဒီအချင်းဖြစ်လာရင်ဘာလို့ဖြစ်မလဲနောက်ဆုံး ဘေးကျင်းကာလအဆုံးပေါ်လို့ခုနှစ်နှစ်မတိုင်ခင်ဒုတိယနောက်ဆုံးမှာဘာလို့ဖြစ်လာမလဲဆိုတော့ကျွန်တော်ဖတ်တဲ့အခါမှာဗျာဒိကျအခင်းချက်မှာပထမဆုံးစတ္တမတစိတ်ကိုဖွင့်တဲ့အခါမှာခုနှစ်နှစ်မှာ၆နှစ်မြောက်ပေါ်ဖြစ်မဲ့အရာငါကြည့်ရင်ကြီးသောမြေလုပ်ခြင်းဖြစ်ပြီအခုတော့မြေလုပ်ခြင်းအသေးပဲရှိပါသေးတယ်နော်နေသည်အမွေးဖြစ်ရတဲ့အဝတ်ကြံကဲတော့မေအီး ခုပြောလမနေမောင်ရဲ့အချင်းတွေတွေ့လိုက်မယ်နော်ညီနေလာတစ်ခါကဘာရဲ့ချက်ဖြစ်သွားကမှနေရောက်မြရတော့မင်းသွားတယ်လဒီလေအသွေးကဲသဖြစ်မယ်ကြတခါလည်းမြင်နေရတယ်နော်လလည်းအသွေးကဲသဖြစ်မယ်တင်းမတဖန်းပင်ကိုပြင်းစွာသောလေတိုက်ရင်အချိန်မတန်သောအပြီးကျတကယ်သောကောင်းငင်ကျေတို့သည်မြေပေါ်သို့ကျကြလိမ့်မည်ကျေတွေကျင်းနေရတယ် စွန့်ရင်တင်ကြတယ်အဲ့ဒီကျယ်ရကဘာလဲအမလားအစာမများစွာကြီးတယ်နော်တိုက်မိရင်ဒုက္ခရောက်နေနေမူကောင်းရင်ဒီစာဆောင်တဲ့ကဲတို့လွင့်သွား၍တောင်များကျင်းများအပေါင်းတို့ဒီလေမိမိနေရာအရာမှရွေသားကြမယ်လောကီဘယင်မုံမစစ်သူကြီးသူသေးတကြွေခွားကြီးတို့ဒီမှာစာ၍ကျုံများလူလူများအပေါင်းတို့ဒီမြေတွင်း၌၎င်းတောင်ပေါ်မှာရှိသောကြောက်များ၌၎င်း 帮上力，帮上力，去，出招面啊，招面可怜，考虑，外头包头加班，不离我们听到的意见呐，你，对的个，一面都过，国家越，外头个富个吧，召开个，外头搞我招个，对别是，而且是，你讲啥，帮手个，提前下你招没，提前你招没，不讲，就开招来是啦，何止嘛，一面都偏见，一面都。 အမြင့်တော်လို့ပြောလိုက်တဲ့ခါမှာကျွန်တော်နားလည်ရမှာပါဖျံတဲ့ဒေါသအမြင့်ချမ်းထွက်တာမဟုတ်ဘူးတော့အမြင့်တော်ဆိုတရားစီရင်ခြင်းພັນဈင်းရှင်ဘုရားသခင်ကမြင့်တော်တော်ရှင်ဖြစ်တယ်လို့ဖြောက်မှတ်တဲ့တရားသူကြီးဖြစ်တော်ကြောင့်မတရားလုပ်တာတွေကိုသူစီရင်ရတဲ့အချိန်ကခဏလေအပြစ်လင်ကျူးတဲ့ဒါသူတို့အမြင့်တော်ခံရတဲ့ဒုက္ခပဲသူများတို့တိုက်ရင်ဒေတာမြတ်ခံရမယ်ဘုရားလုပ်ပြီးအလုံးသူအပြစ်တန်နဲ့ခါမယ်ဆိုတဲ့ခါမှာအလုံးကြမ်းနဲ့ထောင်နှံရှိတဲ့ရေရိုးထောင်ကြတာရှိမယ် လွတ်လပ်နေတဲ့လူတယောက်ကဟုတ်ချုပ်ချင်ပါချုပ်နေရင်ခါဘလို့ကျင်ကြလဲစဉ်းစားကြည့်။ဒါကြောင့်အဲ့ဒီကာလမှာတဲ့ကျမ်းစာကြီးကအမြတ်တော်ထင်ရှားသောနိယကြီးရောက်ပါပြီ။တနည်းအားဖြင့်ဘုရားသခင်ရဲ့တရားစီရင်နိယကြီးရောက်မယ်တဲ့အဘယ်သူခံရနိုင်မလဲ။ခရမူမတ်ရဲ့ဘယင်းနိပညာရှိတဲ့ပညာမဲလူစင်တဲ့အကုန်ဘယ်မှမခံနိုင်တော့ဘူး။ဒါရီကတကယ်ဖြစ်လာမယ်လို့ ဘုရားရှင်ကနှုတ်ကပတ်တော်ကမှန်ကန်စွာပြောထားပါတယ်။ညဘုရားရှင်နှုတ်ကပတ်တော်ကဘုရားရှင်ယုံကြည်လို့ကျွန်တော်ကောင်းကင်နိုင်ငံတော်ဆိုတဲ့ဘုရားရှင်ရဲ့မျက်မှောက်တော်ထဲမှာအတူတူဝင်ချင်းကပ်သလိုမကဘူး။ဒီကနေ့မယုံကြည်ရင်လည်းအပြစ်ဒဏ်စီရင်တော်ရှိတယ်။လူဒီတစ်ခါတည်ပြီးနောက်တရားစီရင်ရှိတယ်။ဒါကြောင့်အသက်ရှင်တဲ့အခါမှာကောင်းသောအကျင့်ကိုကျင့်ရင်အချင်းတန်ရင်အတင်းတန်ကိုရိပ်ရနိုင် မကောင်းတဲ့ခြင်းတဲ့ကမကောင်းတဲ့အတိနဲ့အကုန်ရရမယ်။ဒါလူဟာတရားမှဖြောင်းနေကြည့်တဲ့အခါမှာကောင်းတာဖြောင်းမှကြည့်လို့မရှိဘူး။ဒါဖြောင်းကြမှာလို့ပြီလေသူ့ယုံကြည်ခြင်းအဖြစ်အပြစ်တွေအားလုံးလွတ်မြောက်ခြင်းနဲ့ချမ်းသာခြင်းလမ်းကိုပြင်ဆင်ထားပေးတယ်။ဒါကြောင့်အဲ့ဒီဘေးရင်ကာလကိုခရစ်တော်ကိုယုံကြည်တဲ့လူတွေဝင်စားရပဲနဲ့မတိုင်ခင်ကျွန်တော်အတင်းတော်ကိုတင်းစေပြီးတော့ဖျားသခင်နဲ့အတူအာဂါသကောင်းငင်မှာအတူဝင်စားရတဲ့အခွင့်ကိုရမယ် တခါခုနစတ္တမဒစီဖတ်ပြီးတော့စတ္တမတဘိုးမှုတ်တဲ့အခါမှာကြည့်ရအောင်ဘယ်လိုမျိုးဆက်ဆံမလဲစတ္တမကောင်းကင်ဒီမန်ဒီတဘိုးမှုတ်တော့အခါဘုရားသခင်ရှေ့တော်ရှိတော်ရွှေရစ်ပလင်ဤဂျူလေးချောင်းတဲကထွက်တော်အတန်ကဥဖရမြကြီးနာမှာခြေနောင်လဲရှိတော်ကောင်းကင်ဒီမန်၄ပါးတွေကိုလွတ်တော်ဟုတဘိုးမှုတ်တော်စတ္တမကောင်းကင်ဒီမန်အားသူတည်မှာကြားတယ် Euphrates မြစ်နော် Euphrates ဆိုတာနော်ဗမာလူရုရှားယူဒသားစီကြောင်းပြန်လာတဲ့ Euphrates မြစ်ကြီးအကြောင်းပါလာပြီအဲ့ဒီမှာကောင်းကင်ကမှလေဝါလွတ်တော်ကျမ်းသာအရာဒါဘုရားသခင်ရှိကနေတရားစီရင်မှုခဏအရာတွေအာလုံးကိုဖြစ်စီလိုက်ဖို့ကောင်းကင်ကမှကိုဘုရားခင်ပြောနေခြင်းဖြစ်တယ်ထို့အခါလူသုံးစုတစုအတေတတ်ခြင်းကတဏှာကြီးတရက်တလတစ်နှစ် အပုပင်စင်သောကောင်းကင်ဘက်၄ပါးတို့ကိုဆွလိုက်၏အဲ့ဒီမှာကမ္ဘာလူကြီးရဲ့သုံးမုံတို့ကိုပြည့်စည်သွားလိမ့်မယ်အဲ့လိုဖြစ်ဖို့ရာအငယ်၁၆ကတိတ်ဆိတ်မှုစားဆရာကောင်းတယ်မြင်းစုတည်ရတို့ကအယူတက်ကနှစ်တင်ချင်ဖြစ်၏သူဤအတွက်ငါသည်ကြာ၏အဲ့ဒီမှာဒီမြင်းစုတည်ရဒါတွေကသူတို့အဲ့ဒီစစ်ပွဲကြီးကိုပါမဲ့ ရှစ်ဒီနှစ်တင်ကြီးဆိုတာပန်း200ကိုပြောတာအဲ့ဒီအချိန်ကကဘာကြီးကတန်း60ပဲရှိသေးတယ်တော့ဘယ်လိုဖြစ်နိုင်မလဲဒီနှစ်တန်း200ကျော်တဲ့နိုင်ငံကြီးတွေကဘာမှာနှစ်နိုင်ငံရှိနေပြီတန်း1000ကျော်တဲ့နိုင်ငံကြီးတန်း200စစ်တပ်လေးအတားလေးဆွတ်လာနေအခုသူတို့နေတဲ့နေရာကနေချီတဲ့ပြီးတော့ဒီလမ်းမကြီးလှုပ်ပြီးတော့ရီဖရီဂျီမကြီးခန်းချောက်ရတခါလေး ခဏပြောတယ်စစ်ပွဲဖြစ်မဲ့နေရာကြီးကဘာရဲ့နောက်ဆုံးစစ်ပွဲဖြစ်မဲ့နေရာကြီးရောက်လာနေမယ်အဲ့ဒါဘုံမှာဖြစ်မလဲခဏဥဖရမြစ်ဆိုရင်ယူဖရတီမြစ်ကြီးကိုဘုရားခင်ကမလုပ်မလဲဆိုတာကိုကျွန်တော်တဘိုးခွန်လုံးအချောက်လုံးမြောက်ရေးဖလားခွန်လုံးတို့မှာတတ်တွေ့ရပါတယ်ကဘောင်ကြအပြဏိယခင်း76အငယ်7နှစ်ကနေ ကျွန်တော်15အထိဖတ်ကြည့်မယ်ဆိုရင်ဒီမှာတွေ့ရပါလိမ့်မယ်။ဗျာဒိယံအခန်းကြီး16ငွေစနစ်ကနေ15ကျွန်တော်ဗျာဒိယံပြောတဲ့အခါမှာဒါတို့အသေးစိတ်မပြောဘဲဒီမှာနောက်ပိုင်းဆိုရင်ဒါတွေကအသေးစိတ်တဖြည်းဖြည်းချက်ချင်းတော့ဒီကပေါ်လာလိမ့်မယ်ဒါတွေ။စတဘကောင်းကင်တမန်ဒီမိမိဖလားကိုဥဖရမိကြီးပေါ်တော့သုံးလျင်တဲ့စတဘကောင်းကင်တမန်ကဖလားတစိ၆ခုမြောက်တစိ 6ခုမြောက်တဘိုးနဲ့အခု6ခုမြောက်ဖလားဥဖရမြကြီးကိုတွန်းလိုက်တဲ့အခါမှာတဲ့အရှိမျက်နာဘီနဲ့သွားရလမ်းကိုပြင်ဆင်ခြင်းအလို့ကထွမီရည်ဒီခန်းချောက်နေပြီခုနပြောတဲ့နှစ်တင်ချင်းတန်း200ရှိတဲ့စစ်တပ်ကြီးကအရှိပြီဟာလို့ပြောထားတယ်တော့အစ္စရေးနိုင်ငံရဲ့အရှိပြီကိုပြန်ကြည့်လိုက်မြေပုံမှာတက်တက်ဆွဲကြည့်လိုက်ပီကီမြို့လိုကြီးကတန်းနေတာ ဘူပိုလာမကြီးပြင်းစင်းနေတယ်။ဒါဒီအားလုံးကကျန်းစာကျဲကြုံပြရတဲ့ကြီးသာအဩစရာ။လူကြီးရဲ့တန်း60မရှိတဲ့အချိန်မှာတန်းနေရစစ်တပ်ကြီးချီလာမယ်ဆိုအရာရဲ့အခုဘုရားသခင်ရဲ့ဂတိတော်ဘယ်တော့မပြတ်ဘူး။ဂတိတော်မှာတည်တဲ့ဘုရားဖြစ်တယ်။ကောင်းကင်ကြီးမြေကြီးပြိမ့်ပြဲမဲ့ဘိန်းကြီးတို့မှမပြေရဘူး။အဲ့လိုဂတိတည်တဲ့ဘုရားရဲ့စကားနဲ့မတွေ့ရဘူး။ Euphrates မြေကြီးခံရောက်သွားမယ်။ ထိုကနဂါဤခန္ဓာနည်းက၎င်းတာယဤခန္ဓာနည်းက၎င်းမိစ္ဆာပရောပိခန္ဓာနည်းက၎င်းဖားကောင်ကဲ့သို့ညဉ့်ညူသောဝိညာဉ်၃ပါးထွက်လာမည်အဲဒီနောက်ဆုံးသောကာလမှာနဂါဆိုတဲ့သာရမဏတ်တာယေဆိုတဲ့မိစ္ဆာပရောဖက်ယရှိပြီးပြီးတော့မှမိစ္ဆာပရောဖက်၃ပေါင်းပြီးတော့၃ပါးတဆူကိုလှည့်စားပြီးတော့လူတွေကိုလှည့်စားအောင်မယ် သူတို့မှာညစ်ညူးတဲ့ဝိညာဉ်သုံးပါးလာမယ်ကျွန်တော်အခုရှိတာခမီးတော်သားတော်တန့်ရှင်သောဝိညာဉ်တော်ဟာတန့်ရှင်တဲ့ဝိညာဉ်ဓမ္မတော်ညစ်ညူးတဲ့ဝိညာဉ်သုံးပါးလာမယ်အဲ့ဒီညစ်ညူးတဲ့ဝိညာဉ်ကဘာလုပ်လဲနမိတ်လက္ခဏာကိုပြတော့နတ်ဆိုဤဝိညာဉ်ဖြစ်တည်းနမိတ်လက္ခဏာကိုဒီနတ်ဆိုသောကာလပြတဲ့အခါမှာဒါနတ်ဆိုရဲ့ဝိညာဉ်လောက်တာလေနတ်ဆိုပညာရဲ့ပေါင်းပြီးတော့လောက်ကြတယ်ဒီနေ့ဘာသာပေါင်းစုံမှာတွေ့နေရတယ်ဟိန္ဒူမှာကြည့်မလား မွတ်စလင်မှာကြည့်မလားဗုဒ္ဓဘာသာမှာကြည့်မလားခရစ်မှာကြည့်မလားဟာတခါမှဖြစ်ဘူးတဲ့ကျွန်တော်တို့တကယ်ပုံမှန်နှုတ်ဝတ်တော်သွားတဲ့အသင်းတော်မဖြစ်ဘူးဒါပေမဲ့အဲ့လိုမိဆာပရဖက်တွေရှိတဲ့နေရာမှာလို့ဝိညာဉ်ပက်လက်တန်းလေးအော်သူလှူလိမ်ပြီးတော့အော်ခဲ့ပြီးတော့တကယ်လားဆူရဝိညာဉ်လေအဲ့ဒီမှာအဲ့ဒီဘာသာလေးခုလုံးမှာပြန်ကြည့်ဒီနေ့ကျွန်တော်မြတ်ဝါထင်နေမြင်နေရတယ်ဆူရဝိညာဉ် နမိတ်လက္ခဏာတွေပြတယ်ဒါပေမဲ့အဲ့ဒီနမိတ်လက္ခဏာကသခင်ယေရှုရှေ့မှာသူပြောကြအောင်မယ်အခုတော့လူတွေအများကြီးကတော့အခုတော်တော်များများဟုတ်အရင်တော့နတ်ကိုကိုတဲ့ဘာသာနဲ့အခုလာကြတော့ကြနတ်တရားတကိုးတွေကိုသိပြတယ်အယုံကြတယ်တကိုးပြအဲ့နတ်ကသိတကိုးကြီးတယ်အဲ့ဒီလိုဖြစ်တဲ့ဟာတွေလာလိမ့်မယ်အဲ့ဒီနတ်ဝိဇ္ဇာအတားပါးလေးကိုကိုရဲအဲ့ဒီဘေးဘာသာပဲဖြစ်ဖြစ်နောက်ဆုံးတော့ကာလမှာတတုမြတ်တွေ့ရတယ်သူတို့ပြောတဲ့အပန်းတွေ သူတို့ဖြစ်တာလေမြေကြီးဘုံမှာတခါလေငကားတွေလူးလိမ့်ပြီးတော့ပလက်လန်လေးပြီးတော့တခါလေရုပ်ပြက်ဆင်းပြက်ဖြစ်နေတာတကယ်ဆိုကျန်တဲ့ဘာသာတွေရဲ့ဖရားတရားကိုယ်ကိုယ်တွေပြန်ကြည့်ပါတကယ်လည်းညီမှုအိန္ဒိယရှိပြီးတနန်ရှိရှိနဲ့တိတ်ခါရှိရှိနဲ့လူရှိမှမျက်နာရတယ်အခုဖြစ်နေတဲ့အဲ့ဒီဘာသာရေးလေးခုလုံးခဏလုံးနတ်ဝိစာတပ်ပါအားကိုးတဲ့နေရာတွေပါအဲ့လိုအနေထားအာရုံ နော်အခုဆိုအမျိုးမျိုးဖြစ်လာပြီပုံစံနေနော်အမျိုးမျိုးဟိုမြက်ဒီသစားလာတို့နော်ဟိုတခါတည်းအသိဉာဏ်ပေါ်လာမတ်တက်တက်ပြီးတော့တခါတည်းကြောသွားရင်အောင်မြင်သွားတာတို့ဟာတခါတည်းခေါ်ရတယ်ရေးအိတ်တာတို့ခြေတော်နဲ့ကန်တာတို့လေးတာအများကြီးကြောင့်ပြုတ်လိမ့်မယ်ဒါရီစာနာရဲ့နောက်ဆုံးတော့နိမိတ်လက္ခဏာပြုတ်တဲ့လူတွေဖြစ်တယ်သူမင်းညို့ဒီလောကနိုင်ငံတနိုင်ငံလုံးတွေရှိတော့ရှင်မြေရုထံတို့သွားရင်အနန္တတကွင်းပြည့်စုံတော့ ဘုရားခင်နေ့ကြီးတိုင်းစစ်တက်ခြင်းအလုံးကစီဝေးကြတယ်။အရင်ဆုံးသူတို့လေသူတို့ဆိုင်တဲ့ဘာသာရေးအားလုံးတိုက်ခိုက်လာလိမ့်မယ်။တဖြည်းဖြည်းနဲ့နောက်ဆုံးစာတိုင်းအင်အားကြီးစုပြီးတော့နော် world religion ဆိုအဲ့ဒီဟာတွေမိစ္ဆာတွေပေါင်းပြီးတော့မှသူခုနလိုဓမ္မတွေကိုတိုက်လာလိမ့်မယ်။အတ္တမဓမ္မတွေပါစာရမဏ၃ခုစာတန်အန်တီခရစ်မိစ္ဆာပရောဖက်သူတို့တွေက လုံးလိမ့်မယ်စုဝေးကြောင်းလေဘာမှစုဝေးမလဲဟီဘေးဘာသာအဖြစ်အာမေဂလုံအမည်ရှိသောအရတ်၌စုဝေးကြလိမ့်မယ်အခုအာမေဂလုံအရတ်ကမက်ကီဒိုလီဗီဗေလီလို့ပြောကြတယ်အဲ့ဒီမြိုက်မှာအကြီးကျယ်စစ်ပွဲတွေဖြစ်နေမယ်ညအဲ့ဒီမှာဆိုရင်ညင်းဆက်ကျိုးတွေရာနော်အသွေးတွေရာညင်းဆက်ကျိုးရာလေပင်တွေမှီမယ်အဲ့ဒီနေရာကတမင်းပြအမတန်အေးတဲ့နေရာ ရုရှားနေစနဲ့လေနီးတယ်လို့ပြောတယ်အမှန်အေးဆုံးကြအဲ့ဒီနေရာမှာဆိုရင်အခုထင့်ကားတွေပါတယ်ဆိုရင်ဒီဇယ်ရီယာခေပြီးတော့လုံးလုံးမရတော့ဘူးတချို့ပညာရှင်တွေပြောတယ်မှာမြင်းနေတော့ဝေးထားကြတယ်အဲ့ဒီချိန်ကျမြင်းနေပြန်စစ်တက်တယ်ခေပြန်ရောက်လာခုနစက်ကရီယာတော့အေးလုံးလုံးအဲ့ဒီမှာအကုန်ခေသေးသွားတယ်ခေသွားပြီးတော့လုံးလုံးမရဖြစ်တော့ဘူးမြင်းနေနဲ့စစ်တိုက်မဲ့ကာလရောက်လာမယ်လို့ပြန်ကြည့်ကြအောင်ပြန်ကြည့်ရင်အဲ့ဒီတိုင်းပေါ်ပြထားတယ်ဒါကြောင့် တို့အချိန်ဒီမှာကျွန်တော်တွေဘာလုပ်ရမလဲအဲ့လိုစူးတဲ့ခေကာလာကိုရောက်ခံကြရင်ကာလအချိန်ကိုရွေးနှုတ်ပြီးတော့ပြင်ဆင်ပါတဲ့တရှင်တဲ့ဘုက ready for the judgment day တရားစီရင်နေ့အတွက်အစဉ်နဲ့ပြင်ဆင်ကြပါနောက်အဲ့ဒါကိုထပ်ပြီးချုပ်ရဲ ready for the rapture day အဲ့ဒီဘေးရနီကာလာကရွေးနှုတ်မဲ့အသင်းတော်ကိုခြိဆောင်ခြင်းကာလအတွက်လည်းပြင်ဆင်ထားကြပါ ဒါဒီကနေ့ဒီလိုဖြစ်ပေါ်တာကျွန်တော်အင်ဂျင်နီယာနိုင်ငံကြီးအတွက်လှုပ်ဆောင်တဲ့အခါမှာတပြေးပြေးဖြစ်ဒါပေမဲ့အောက်အဆက်ကောင်းတာကကျွန်တော်အဲ့ဒီအင်ဂျင်နီယာနိုင်ငံမှာကျွန်ခါတနာဆောင်မှာတဲတဲကိုလူပေါင်း7000ကျော်ကခရစ်တော်ကိုယုံကြည်လက်ခံလာကြတယ်။ကျွန်အဲ့ဒီနိုင်ငံမှာလည်းကမ္ဘာလူကြီးအများစုဖြစ်တော့ကြောက်အဲ့ဒီခါတနာထံလို့ဆိုရင်ကျွန်တော်ရကမ္ဘာတစ်ပေါင်းနဲ့ပြင်းစီရင်စရာဆိုရင်အဲ့ဒီနိုင်ငံမှာအဲ့ဒီလို့ အဲ့ဒီအစိုးရကဒီကိုသူတို့အတိမတ်မပြုဘူးလေသူတို့ကခရစ်တော်ယုံရင်အသက်ပေါင်ထားရတယ်အမျိုးမျိုးကျင်းဆက်ခံရနိုင်ဗန်နစ်နဲ့ရရှိနေပြီယုံကြည်သူတွေကျော်တန်းပြီတူပြီးရပုံများနေပြီဒါပေမဲ့ရာကုန်နည်းကြအမှန်တန်နေပါတည်တယ်အဲ့ဒီတန်းပြီကြီးမှာဝိညာဉ်ရနှုတ်ထမှုတွေဖြည့်ပြီးတော့တန်းပြီပြီးသားအများစုတွေခရစ်တော်ရဲ့မြစ်တာပြည့်စုံခံစားရပြီးတော့ဘေးရန်ကြီးကာလာမှာ လျှောက်ချင်ရဖို့ကျွန်တော်တို့ဒီတိုင်းပြည်အတွက်လည်းအထူးတတိယစစ်တောင်းလို့ဖြစ်ပါတယ်။ ISRB ရဲ့အရှိပဲကိုမြေမွန်နဲ့တက်တက်ကြည့်လိုက်ရအဲ့ဒီတိုင်းပြည်မျိုးလိုကြီးကိုတန်းနေချင်မြင်လိမ့်မယ်။ကျန်းသာတော့သူတို့ကိုတကယ်ပဲအဲ့ဒီနောက်ဆုံးတော့စစ်ပွဲမှာအကြီးကြီးတိုက်မယ်။ဖျားကိုတိုက်မယ်ဆိုတော့ဖျားဘက်ဝါနေရဖျားရှိချောင်းကိုတိုက်ဖြတ်နေကြတာ။အိမ်မတမကျန်းသာပြောတဲ့အတိုင်းစီလျော်ပြီးတော့ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေရှိပါတယ်။ဒီအတွက်ကျွန်တော်တိုင်းပြည်အတွက်စစ်တောင်းပြရဝိညာဉ်ရနှုတ်ထမှုတွေတူပေါ်လာပြီးတော့ဖျားသခင်ကိုလွတ်လပ်စွာကိုယ်ကိုရပြီးတော့သူနိုင်ငံမှာများစွာသောလူတွေအသက်ဝင်ကြီးများသည်စာတန်ရဲ့လက်ထဲမှာပျက်စီးခြင်းမရောက်ဘဲနဲ့လွတ်မြောက်ခြင်းရဖို့အဲ့ဒီနှုတ်ထမှုအတွက်ဥဆောင်နေတဲ့တာသနာပြုတွေအမှုလို့ဆောင်နေဘေးကင်းလုံခြုံပြီးတော့ အဲ့ဒီပြည်သူပြည်သားတွေအားလုံးခရစ်တော်ကိုယုံကြည်လက်ကိုးစားပြီးတော့ဘဝပြည်သူခရစ်တော်ခရစ်တော်ဒီမြတ်မပြည်အတွက်ဖြစ်အောင်သူပြည်ကြီးတဲ့ခရစ်တော်ခရစ်တော်ဒီသူပြည်ကြီးဖြစ်အောင်ကျွန်တော်မေတ္တာပို့ဆုတောင်းပြုကြပါစို့အတူတကွာဆုတောင်းကြပြီးတဲ့အခါမှာမင်္ဂလာစနေမောင်နှံနေဝိနည်းရှင်များတွေလည်းဆုတောင်းရင်းနဲ့ကျွန်တော်ပထနာတော်ကိုအတူတကွာယုံကြည်ကြည်ကြည်တဲ့သဘောချင်းတူပြီးတော့ဆုတောင်းရက်ကျွန်တော်အစီအစဉ်ကိုနောက်ဆုံးဓမ္မတရင်ဆုပြီးတော့ ကောင်းကြီးပေးပြီးရုပ်တင်ပါလိမ့်မယ်ဆုတောင်းကြပါစို့ကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖတ်မြတ်ဆိုသောဘုရားခင်ကျွန်တော်အိန္ဒိယနိုင်ငံကြီးမှာဝိညာဉ်ရနှုတ်ထမှုများတစတစတူပွားလာပြီးတော့ဘုရားခင်အားလွတ်လပ်စွာကုကုဝင်ရရှိပွေလေကျွန်တော်ဆုတောင်းပါတယ်လူကြီးအမတန်များသောကြောင့်ဒီနေ့များစွာသောဒီလူတွေနေ့စဉ်ကိုရတဲ့ပြောင်းလဲလေကိုရကိုယုံကြည်လက်အေးဆင်းရဲဒုက္ခကလွတ်မြောက်ဖို့ရန် ဘုရောပြုပြင်ပေးနေတဲ့ကြောင့်ကျေးဇူးတင်ပါတယ်။ဧကဲသို့နှုတ်ထမှုကြီးအတွက်ဦးဆောင်ဆက်ကပ်နေတဲ့သာသနာပြုလေးဓမ္မဆရာဆရာမများအားလုံးပြီးကင်းလုံခြုံစွာဖြင့်ထိုပြည်သူပြည်သားများအားလုံးခရစ်တော်ရဲ့အပြည့်လွတ်ခြင်းနဲ့အကျဉ်းစီကိုခံစားနိုင်ဖို့ယုံကြည်လာနိုင်ဖို့သူတို့ကောင်းချီးပေးပါသူတို့အုတ်ချွတ်တော့ခေါင်းဆောင်များဒီလည်းစိတ်လုံးတွေပြောင်းနေပြီးတော့ကိုရုကိုယုံကြည်သူတွေရှိလာတော့ကြောင့်ကျေးဇူးတော်ချီးမွမ်းပါတယ် နေ့မိမိရဲ့မွေးနေ့ကိုမြင်ရတဲ့မွေးနေ့ရှင်များမိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်ရတဲ့မင်္ဂလာဇနီးမောင်နှံတို့ထူပြီးမှရှိရင်သူတို့ကိုထူမင်္ဂလာကိုပြည့်စုံစေလေဘေးရန်ကြီးကနေလွမြောက်ခြင်းအခွင့်ကိုပေးပါမည်အကြောင်းတဘောတူပြီးချစ်တောင်းကြတဲ့အခါမှာကိုရောတင်ပေးခဲ့တဲ့ပဋ္ဌာန်းတော်အတိုင်းကျွန်တော်တို့သဘောချင်းတူလေယုံကြည်ရင်ပါလေမေတ္တာပို့ကြမြေမှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့ပါ ကိုယ်တော်၏နာမတော်အာယူသည်လေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးလောက်သော စာကိုကျွန်တော်တို့အားယနေ့ပေးသနာတော်မပါသူတပားသည်ကျွန်တော်တို့ကို ပြင်မာသောပြင်များကို ကျွန်တော်တို့သည်လွတ်ကဲ့သို့ကျွန်တော်၏အပြစ်များကိုလွတ်တော်မူပါအပြစ်သွေးဆောင်သောမလဲမပါစေ၍မကောင်းသောအမှုများမှလည်းကယ်တော်မူပါ အစိုးပိုင်သောအခွင့်နှင့်ဘုန်းတော်အာနုဘတော်သည်ကမ္ဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီအစဉ်ရုပ်တည်မှုအတွက်ဓမ္မသရမ286လွန်လုံးယုံကြည်လက်ကျူယုံမာခြင်းများကိုရမြတ်အားဂတိတော်ကြောင့်အယွထားနောက်တစ်ပါရှုထွေးခြင်းကင်းပြီးဂတိတော်ယုံတော်ကြောင့်ဖြစ်တယ်နကပတော်ဆုံးနေလားဆိုတာယုံကြည်လက်နေပါအဲ့ဒီအခါမှာကျွန်တော်တို့က ်ညီတချင်အပြေးပါနဲ့ကောင်းကြီးမင်္ဂလာခံစားရမယ်ဒီချင်းနှစ်ကိုအတူတူကជីမွားပြီဆိုကြပါစို့ချင်း မြတ်စွာဘုရားခင်ကိုရရှင်နှုတ်ကပတော်သည်ကောင်းငင်ဤမြေကြီးပြန်ပြန်မယ်စကားတစ်လုံးမှမပြည့်အပ်သောခရစ်တော်ကိုယုံရက်ခက်ခဲသောကာလကြီးထဲမှာအစဉ်နှစ်ပြင်းစင်လျက်ကိုရရဲ့ခြေဆောင်ခြင်းမှာအတူတကပါဝင်နေသည့်တင်အောင်မင်္ဂလာဖြစ်ဖို့ရာထရဖျားသည်ကျွန်တော်ကိုကောင်းကြီးပေးရဆောင်မကြည့်ရှိပါစေတော့ကျွန်တော်ပုံမှန်ကိုရရဲ့ရှင်မျက်နှာအလင်းတော်ကိုလွှတ်လျက်ကျွန်တော်တို့အားကယုဏကျေးဇူးပြုတော်မူပါစေတော့ ကျွန်တော်ကိုမြှို့ကြည့်၍ချမ်းသာပေးတော်မူပါစေတော်ခမည်းတော်ဘုရားသခင်ရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ရဲ့ခြေဆုတော်နှင့်တန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့မေတ္တာပွဲခြင်းခြေဆုအပေါင်းတို့သည်အိမ်ဤချင်းအင်အားကြီးနိုင်ငံကြီးမှရှိတဲ့နိုင်ငံသူနိုင်ငံသားများနှင့်ခေါင်းဆောင်ကြီးများပေါ်နဲ့၎င်းစီတောင်းပေးကုန်ကြတော့ကျွန်တော်ရှင်မအတိအထိပေါ်နဲ့၎င်းခုမှဆာ၍ကာလစင်မြဲတက်ရောက်ဤရှိတည်နေပါစေတည်း I mean.